တကယ်တမ်းဖန်ဆောင်မယ်ဆိုလို့ရှိရင်ကိုနဲ့ကီးကြိုက်တဲ့ဂျူရိုဒါမှမဟုတ်ထွန်ယိုဒါမှမဟုတ်ပါတီဒူးဆိုတင်ပါတယ်။ပြည်ရဲအမြဲတမ်းကုမုံမိပြီးတော့ကီးကြိုက်တဲ့ဂျူရိုကတော့ဘယ်ရီနဲ့ဖြစ်ပြီးဖန်ဆိုလို့ရှိရင်တော့ဝီကောင်လေးပါဒူးပါတာဖြစ်ပါတယ်။လူတွေပါဟီးရိုးဘက်ကကိုင်ဝီကီကတော့ကာမီလာကိုင်နာဖြစ်ပြီးတော့အဲဘယ်ရီကတော့အဲလစ်ကိုင်နာဖြစ်ပါတယ်။ပါတနာလေဗယ်ကတော့ဆက်နေဖြစ်ပါတယ်။ဒါလီကတော့ကြွားလိုက်တာပါ။ဂျေဇူး။ဟမ် ကမလာကမီဆိုရနဲ့အနမီဘက်ကဘလူးဘက်ကိုသွားပြီးတော့ခံပါတယ်ဘလူးဘက်မှာဘလူးဘက်မရှိလို့ရှိရင်တော့ကိုရိုင်းစားပြီးတော့အဲအဲလစ်ကို level 2ရအောင်လုပ်ပြီးတော့ခေါ်ပါတယ်ဘလူးဘက်စားတဲ့အခါကျလို့ရှိရင်လည်းအဲလစ်ပဲရရကိုပဲရရတဲ့သူကတော့ရှိပါတယ်ဒါပေမဲ့ကိုပဲအများဆုံးရတာပေါ့ဘာလို့လဲဆိုတော့မန္တလူလို့လေဘလူးဘက်ကိုစားပြီးသွားပြီးဆိုရနဲ့တည်တည်ရှိရင်ဘာမှအရေးမကြီးပါဘူးအဲ့တော့အနမီဘက်က level နဲ့သွားပြီးဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေပါတယ်ဒီမှာဆိုလို့ရှိရင်တော့ flick ကတော့လုံးဝမတုံးဘူးပေါ့နော်ကိုနဲ့ kimi kite တဲ့ public ကတော့ကိုရီးယား play style ကိုမသိရတဲ့ကြောင့်မို့ချီချီ run လို့ on နေပါတယ် run ကမီဆိုလို့ရှိရင်လေ goal လိမ့်မဲ run စရာမလိုဘူးလို့ ehp လိမ့်မဲ run စရာမလိုဘူးမတ်မှာဘယ်သူကအကူအညီလိုနေဆိုတာ ာကိုကြည့်လိုက်အောင်မယ်။ဟာတယ်ဘယ်လိုလုပ်တော့မယ်ဆိုလို့ရှိရင်တော့ run ကတော့တတိယမှာမဖြစ်မနေ position ကိုယူထားမှရမယ်။ကိုလိန်ကအကူကြီးလို့ပဲဆိုလို့ရှိရင်တော့ goal line ကိုဆင်းသွားပေးမယ်။ goal line မှာဖင်ကူးထိုင်မနေပဲနဲ့ minimap ကိုကြည့်ပြီးကိုယ့်ရဲ့ teammate အကူကြီးလို့လို့ရှိရင်တက်ကိုရမယ်။နောက်ပြီးကိုကိုင်းနာတဲ့ run ရဲ့အကြောင်းကိုတိတိကျကျသိမှရမယ်။ဒါကတော့ပို့ပြီးအရေးကြီးဆုံးပါပါလို့ရဆိုတော့ကိုကိုင်းနာရဲ့ run ရဲ့အထာကိုမသိပဲနဲ့သွားမယ်ဆိုလို့ရှိရင်တော့ဒီပွဲကတော့လုံးဝကြီးကြိုင်မှာမဟုတ်ပါဘူး။ခုလိုမျိုးတတိယမှာဘယ်လိုလုပ်နေပြီဆိုလို့ရှိရင်တော့ကိုကရှိရနေဥဆောင်ပြီးတော့သွားပေးရမယ်။ဒီချိန်မှာဘယ်နေရာမှာပါရှိမလဲဆိုတော့ကိုကကြည့်ပြီးတော့ကို3ရင်းတင်းတဲ့စပယ်တွေအကုန်လုံးကိုသုံးပြီးတော့ကိုရဲ့တတဲကိုရအောင်လုပ်ပေးရမယ်။ညမှာဆိုလို့ရှိရင် ော့ Wikia Camilla နဲ့ Blueberry ရဲ့ Alice တို့ရဲ့ကုမိုကိုတွေ့ရမှာဖြစ်ပါတယ်။ဗတ်တဲ့တပောက်မှာနည်းနည်းလေးတသွားပြီဆိုလို့ရှိရင်တော့ဒီပွဲကတော့နိုင်မို့အတွက်လာလာပုံများတယ်။ဒီနေရာမှာတော့ Wikia Artemis ကနည်းနည်းလေးလိုသွားတယ်ပေါ့နော်။ဟိုဘက်ကလည်း Blinsberry ပါတဲ့ကြောင့်မို့လို့တော်တော်လေးအဆင်ပြေဖြစ်သွားတယ်။အဲပြီးတော့ Alice ကလည်းမရှိသေးတဲ့ကြောင့်မို့လို့တော့အနည်းလေး Kimikai တို့လိုဖြစ်သွားတယ်။ဒါပေမဲ့လည်း enemy ဘက်ကတကောင်လောက်တော့တည်သွားရဲဆိုတော့လည်းမစိုးပါဘူး။ဝန်ကိုက်ပြီဆိုလို့ရှိရင်လေအရေးကြီးဆုံးကတော့ Vision ပဲ။ Vision ပြပြီဆိုလို့ရှိရင်ကွာကိုယ့်ရဲ့တင်းကအဲဘယ်သူကဘယ်နားမှရှိရဆိုတာသိနိုင်တယ်ကွာ။အခုဆိုလို့ရှိရင် Wiki Artemis တုံးလိုက်တော့စပါးကပိုင်းလဲတဲ့ကြောင့်မို့အမှသူတို့ဒီဘက်ထဲမှာတော်တော်လေးကိုအဆင်ပြေသွားတယ်လို့ပြောလို့ရတယ်ပေါ့။ နော်ကိုယ့်ရဲ့ teammate ကအကူအညီလိုမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ teammate အတွက်အကူအညီပေးဖို့အတွက်မဖြစ်မနေအဆင်သင့်ရှိနေရပါမယ်။နောက်ပြီးတယောက်နဲ့တယောက် communicate လုပ်ပြီးတော့အဲဘယ်လိုမျိုးကုမှုတွဲရမယ်ဆိုတဲ့အကြောင်းကိုလည်းအများရန်ပြောနေရမှာဖြစ်ပါတယ်။ဒါကတော့ဂျူရိုပဲဆိုတော့ထရိုပဲဆိုတော့ပါတီပဲဆိုတော့အမြင်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ပွဲကတားနေရဆိုပြီးတော့ poking ရောကားပြီးတော့လော့မကီပဲမနေပါနဲ့။ဒုနီယာရဲ့ကုမှုကလည်းဒီခါလေးကြလို့ရှိရင်အရင်ကြီးရတယ်တလား။ဘာလို့လဲဆိုတော့ ultimate တောင်းတဲ့ခါမှာငါချိန်တာလည်းမမိဘူးကွာ။သူဝင်တော့ကလည်းတယောက်မှလည်းမသေးပဲနဲ့အခုလိုမျိုးလွတ်သွားတဲ့ခါမျိုးလည်းရှိတယ်။သူစနာဒီဗတယ်မှာလည်းငါတာဝါပြစ်လို့သေးပြီးထင်နေတာလော့ကလည်းတာဝါရက်လိုက်တော့ငါကလည်းသူရစနေဟဲ့ဒီနေရာမှာလွတ်သွားသေးတယ်။ခက်တိတိနဲ့အ enemy ကြားတဲ့ flicker နဲ့ကောက်ဝင်သွားပြီးတော့ enemy ကောက်ချီတယ်တရားမှမမိလားအဲအဲ့ဒီလာတော့တရားမျိုးစနေကြတာဖြစ်တော့ခတ်တော့ဒီကောက်ကလေလွယ်တယ်ကြားလို့ခဲ့ဟိုဘက်ဘယ်မှာညာရဲ့ဒီမှာညာတော့သုံးတာအဲအောင်လို့မတော်ပါဘူးအေးနှစ်ယောက်တရခါလေးကြလို့ရှိရင်အဲ့လိုမျိုးလွဲနေတဲ့တကယ်တော်ရည်ရပါတယ်ဒီခါတော့ငါလွဲလို့မဖြစ်တော့ဘူးဆိုတော့စိတ်နဲ့နှစ်ယောက်လုံးကိုအမှကောက်ပြီးတော့ချိန်လိုက်ပါတယ်ဒီချိန်မှာအဲလစ်ကလည်းရောက်လာတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့လုံနေတယ်အဲဒါပေမဲ့လည်းဟိုဘက်ကတီးမှာပါဟိုကရည်စရာတစ်ခုပြမယ်မှကြည့်လိုက် မြင်လာမြင်လာမက်ချစ်တမ်းမိတ်ကဝင်းချက်နဲ့ကအဲ့လိုမျိုးပပိန်တိန်မက်စမန်ပါမှာတော့ဟဲ့ဒီပွဲကတော့ AC ပဲနိုင်သွားပါတယ်စတာကတော့အခုမှ30ခုအနေပြီးတော့38တက်သွားတာဖြစ်ပါတယ် PB ကတော့ငါတို့နဲ့ကိမကိုက်တယ်လို့ကိုက်တယ်လို့ဖြစ်သွားတယ်စပါးပဲရသွားပါတယ်ကျေးဇူး